ဖုန်ကြီးနဲ့မတုကမာတို့မှောင်ရွက်ရွာကနေကိုဝင်လွဲထားတဲ့အထိပါဖြစ်လာခဲ့တဲ့ဝန်တွင်းမြို့နယ်ထမ်းမင်ကုန်းရွာကအဖြစ်ပြန်ပြည်သူများလုံးပဲမင်္ဂလာပေါင်းမာရပန် page ကနေကြိုဆိုလိုက်ပါတယ်ဗုဒ္ဓဘာသာဝင်တွေရဲ့ထုံးနှံစင်လာအယူအဆတွေနဲ့ဘုရားဟောတရားတွေရဲ့ပညာချက်တွေအရဖျားသားတော်ရဟန်းတန်ဃာတွေဆိုတော့အမျိုးသမီးမတုကမာတွေနဲ့ကင်းအောင်နေထိုင်ကြရတာပေါ့ရဟန်းတန်ဃာတော်တွေအတွက်မျိုးသမီးတွေကအလူတရားကမာတွေဖြစ်နေရင်အောင်လိုအပ်တာထပ်ပေါ်ပြီးနိနိကက်ကက်နေခွင့်မရှိပါဘူးတကယ်လို့သာနိနိကက်ကက်နေမိတာတွေအမျိုးသမီးတရားကမာတွေအပေါ်မှာတဏှာစိတ်ဖြစ်မိတာတွေဖြစ် ြစ်မယ်ဆိုရင်အာဘတ်တင်နာတွေဖြစ်လာနိုင်တယ်လို့လူကြောင်းမကောင်းတဲ့ဖြစ်ရပ်တွေပါဖြစ်လာနိုင်တာပေါ့ဒါကြောင့်ဖုန်ကြီးယဟန်တန်ဃာတော်တွေကမတုကာရီနဲ့ကင်းကင်းရှင်းရှင်းနေရမယ်လို့ဖះရှင်ကပြညတ်ထားခဲ့ပေမယ့်အခုနောက်ပိုင်းခေတ်တွေမှာတော့သာသနာကိုခူလုံလုပ်တဲ့လူတစုကြောင့်မဖြစ်တဲ့ဖြစ်ရပ်တွေဖြစ်လာခဲ့ရပါတယ် ပေကရန်ရပိုင်တွင် online ပေါ်မှာဖုန်းကြီးနဲ့မတုကာမတရားမှန်ယွန်းပြီးကိုဝင်ရရဲဆိုတဲ့ကြော်မကောင်းကြာမကောင်းကိစ္စရက်ကြီးကဟိုလေးကြော်ကြော်ဖြစ်နေခဲ့ပါတယ်ဖြစ်စဉ်ကတော့ဝမ်တွင်းမြို့နယ်ထမ်းမင်ကုန်းကျေးရွာမှာဖြစ်ပွားသွားခဲ့တာဖြစ်ပြီးထမ်းမင်ကုန်းကျေးရွာကကျောင်းနယ်ဖုန်းကြီးဆိုသူဟောင်းရွာတွင်းကမြို့သမီးတယောက်ကိုတာမီးယားပြုချင်းပေါင်းသိမ်းခဲ့တာဖြစ်ပါတယ်အဆိုပါကျောင်းထိုင်ဖုန်းကြီးနဲ့မြို့သမီးရဲ့ဖြစ်ရက်ကနှိုးသဘောတူကျွလွန်ခဲ့တာဖြစ်ပြီးမသိန့်တော်တဲ့လောက်ရက်တွေလှုပ်ဆောင်နေခဲ့တာတော်ကိုကြာနေခဲ့ပါပြီဒါပေမဲ့ရွာသူရွာသားတွေအနေနဲ့ဖုန်းကြီးရဲ့သီလသမားတွေနဲ့မြို့သမီးရဲ့တိတ်ခါကိုယုံကြည် တာကြောင့်သတိထားမိတာမျိုးမရှိခဲ့ပါဘူး။နောက်ပိုင်းမှာမှအစောပိုင်းမင်းကလေးမှာမဖုံးနိုင်မဖြစ်နိုင်ကိုဝင်ပေါ်လာကမှလိုင်လံစုံစမ်းကြရင်နဲ့ ဖုန်ကြီးနဲ့မှောင်ရွှင်ခဲ့တယ်ဆိုတဲ့အကြောင်းသိခဲ့ကြတာပါလက်ရှိမှာတော့ကျွလွန်မှောင်ရွှင်ထားတဲ့မြို့သမီးမှာကိုဝင်6လတောင်ရှိနေပြီဖြစ်ပြီးပျောက်ဆုံးနေတယ်လို့လည်းသိရပါတယ်ဖုန်ကြီးနဲ့ကျွလွန်ခဲ့တဲ့အစောပိုင်းမိန်းကလေးကအသက်16နှစ်သားရှိသေးတဲ့အသက်မပြည့်သေးသူမိန်းကလေးငယ်တစ်ယောက်ဖြစ်တဲ့အကြောင်းလဲရွာကန်လူတွေနဲ့နေဆက်သူအတိုင်းဝိုင်းရဲ့ပြောပြချက်အရသိရပါတယ်ကျောင်းနိုင်ဖုန်ကြီးနဲ့မိန်းကလေးတို့မှောင်ရွှင်တဲ့ကိစ္စကိုမိသားစုဝင်တွေနဲ့လူအများသိရှိပြီးတဲ့နောက်ဖုန်ကြီးကပဲမိန်းကလေးငယ်ကိုခေါ်ယူထွက်ပြေးကအစနာဖျောက်ထားတဲ့ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေခဲ့တာပါမိန်းကလေးငယ်ရဲ့မိဘတွေက လိုက်လံရှောက်ဖွေနေတာ900တောင်ကြာပြီဖြစ်ပေမဲ့ခုထက်ထိပြန်မတွေ့ရသေးတာကြောင့်မိန်းကလေးဖြစ်သူကရှက်ပြီးတတ်သေးသွားပြီဆိုတဲ့ထင်ကြေးတွေလည်းထွက်ရှိနေကြတာဖြစ်ပါတယ်။ရွာကန်လူတွေကတော့ဖုန်ချင်းကျောင်းရှိမှာကျောင်းနိုင်ဖုန်ချင်းကိုတွေ့ရှိရဖို့အုံအကျက်ဆောင်မြော်နေကြပြီးဒီလိုအချင်းစာရိတ်တာဖောက်ပြန်တဲ့ဖုန်ချင်းမျိုးကိုလုံမရှိတာကြောင့်ထွက်သွားဖို့လည်းစံထားပြနေကြတာဖြစ်ပါတယ်။ ရွာကန်လူတွေကလည်းစိတ်တော်ကဝိုင်းဝန်းပြောဆိုနေကြသလိုအွန်လိုင်းပေါ်ကသိရှိရသူတွေကလည်းဖုန်ကြီးကိုအဖြစ်တင်နေကြပြီးတော့ရန်အတန်ကားတွေကိုအယုံကြည်မဲ့သူတွေလည်းတိုးပါလာခဲ့ပါတယ်။ပြည်ထနာတိုင်းဟာလက်ခုပ်နှစ်ဖက်တီးမမြည်တာဆိုပေမဲ့ဖုန်ကြီးကတော့မတုကမထပ်ပိုရှောင်းရှားနိုင်ရမယ်လို့ထောက်ပြနေကြတာပေါ့။တချို့ကလည်းမင်းကလေးဘက်ကလိုအပ်ကြောင်းပြောဆိုနေကြပြီးဖုန်ကြီးကြောင့်ခဏခဏသွားတာကိုမတားမြစ်တဲ့မင်းကလေးရဲ့မိဘကိုပါအဖြစ်တင်ပြောဆိုနေကြပါတယ်။ ဒီဖြစ်ရဟာသာသနာတော်ကိုညှို့နှံစေပြီးထိပါစော်ကားသလိုဖြစ်နေတာကြောင့်ကျွလွန်သူဖုန်ကြီးကိုတန်ခါနာယကကနေအရေးယူပေးဖို့တောင်းဆိုနေကြတာပေါ့ဒီလိုကိစ္စတွေကအခုမှဖြစ်လာခဲ့တာမဟုတ်ပေမဲ့အရင်မယူပဲကြော်သွားတာများရင်အချိန်နဲ့ပိုဆိုးလာနိုင်တာကြောင့်ဖုန်ကြီးကိုထိထိရရအရေးယူပေးစေချင်နေကြတာဖြစ်ပါတယ်ဖုန်ကြီးနဲ့မတုကာမာရောမှန်ရွံ့ရကနေကိုဝင်လွယ်ထမ်းရတဲ့အထိပါဖြစ်လာခဲ့တဲ့ဝမ်တွင်းမြို့နယ်ထမ်းမင်ကုန်းရွာကအဖြစ်ပြပေါ်ပရိသတ်တို့ရဲ့အမြင်ကိုလည်းပြပြခဲ့ပါအောင်ရှင်အလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ